ထဲကဗီဒီယိုတွေကိုဘာဆိုပဲမှမလိုပဲနဲ့အလွယ်တကူတောင်းဆိုင်နေတွေကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะကဲဘယ်လိုတောင်းဆိုင်ရမှာလဲဆိုတာကိုအရင်ဆုံးဒီ Facebook ထဲကိုဝင်လဲပေါ့နော်ဝင်ပြီးသွားလို့ရှင်ကိုအကိုတောင်းဆိုင်မဲ့ဗီဒီယိုကိုယူလဲပေါ့နော်ကျွန်တော်ဒီအာဒီဗီဒီယိုတစ်ပုဒ်ကိုတောင်းဆိုင်ပြမှာဖြစ်ပါเนาะဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီ share ဆိုတာလေးကိုတစ်ချက်နှိပ်လဲပေါ့နော်ကဲနှိပ်ပြီးသွားလို့ရှင်ဒီဘက်ကိုနှိပ်နေဆွဲလဲပေါ့နော်ဒီနေရာလေးပေါ့နော် copy like ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော် ပြန်နေပြီးတော့လို့ရှင်ပပြန်ထွက်လိုက်ပါတော့ဒီခလုံးပလောင်စာတဲ့ကိုဝင်ရမှာဖြစ်ပါတယ်เนาะဒီခလုံးပလောင်စာတဲ့ကိုဝင်လာပြီးတော့လို့ရှင်ခဏလေးဆောင်ပေးတယ်ပေါ့เนาะအဲဒီနေရာလေးကျတော့ဒီဒေါင်းလုဒ်ဖိပိုဗီဒီယိုဆိုတာကိုရေးလိုက်ပါတော့ကြည့်ရေးပြီးတော့လို့ရှင်နေလိုက်ပါတော့ကြည့်နေပြီးတော့လို့ရှင်ဒီထဲမှာကျတော့ website ကျတော့အများကြီးရှိပါတယ်เนาะ ဘယ် website ထဲမှာပဲဝင်ဝင်ရတာပေါ့နော်ကျွန်တော်ဒီအပေါ်ဆုံးဟာပဲဝင်ကြည့်မှာပေါ့နော်ဒီဟာကိုဝင်ကြည့်မှာ Facebook download online ဆိုတာကိုတစ်ချက်နေရပေါ့နော်ကဲနေပြီးတော့လို့ရှိရင်ဒီညာလေးမှာခုနကကိုက copy copy ယူထားတဲ့ video ကိုဒီညာလေးမှာခြားရမှာဖြစ်ပါတော့ဒီဒီညာလေးမှာ second link နဲ့ပြည့်လဲပေါ့နော်ပြည့်ပြီးတော့လို့ရှိရင်ဒီ page ဟာကိုတစ်ချက်နေလိုက်ပေါ့နော်ကဲနေပြီးတော့လို့ရှိရင်ဒီစာကိုဒီထဲမှာရောက်တာဖြစ်ပါတယ်เนาะဒီညာလေးကိုတစ်ချက်နေလိုက်ပါ ်နေပြီးတွားလို့ရှိရင်ခဏလေးပေါ့နော်ဒီဒီလိုမျိုးကိုဒီလိုမျိုးပေါ့နော်ဒီညာလေးကိုတစ်ချက်နေလိုက်ပေါ့နော်ဒီကပုံဆုံးចောင်းဟာကိုနေလိုက်ပေါ့နော်နေပြီးတွားလို့ရှိရင်ရပါပြီနော်ခဏလေးနော်ဒီမှာနော်သူကတို့ဆွဲတာဖြစ်ပါရင်နော်ဒီဟာပြေလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာရောက်သွားမှာဖြစ်ပါရင်နော်ဒါကတော့အရင်လွယ်ပါတယ်နော်အာမိတ်ဆွေများဒီ YouTube ထဲမှာပဲဆွဲချင်တယ်ဆိုရင်လည်းရပါတယ်နော်ဒီ YouTube ထဲမှာလည်းကျွန်တော်ပြပေးတော့မှာဖြစ်ပါရင်နော် ဒီ YouTube ထဲမှာတောင်းဥပောင်ဒီ YouTube ထဲမှာဗီဒီယိုကိုတောင်းဆွဲခြင်းလဲဆိုရင်အရင်ဥဆုံးဒီ application ကိုရှင်းရမှာဖြစ်ပါတယ်ဒီ application ကိုရှင်းဖို့ဆိုရင်ဒီ Google ထဲမှာရှာလို့ရပါတယ်နော်ဒါဘယ်လိုဆွဲရမှာလဲဆိုတာကိုဒီ Facebook ထဲကို sorry နော်ဒီ YouTube ထဲကိုဝင်လိုက်ပါနော်ဒီဝင်ပြီးတွားလို့ရှိရင်ကိုကြိုက်နေတတ်တဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ပါနော်ဒီဗီဒီယိုကိုကျွန်တော်ဆွဲပြမှာဖြစ်ပါတယ်နော် လိုက်မကောင်းလို့ဒါကြောင့်နည်းနည်းလေးစောင့်ပေးလိုက်ပါနော်နော် line တော့တိတ်အစင်ပြီးလို့တဲ့ဒီလိုမျိုးဒီလိုမျိုးကိုဥပမာပြီးသွားလို့ရှိရင်ဒီညာလေးဒီ share ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြန်နှိပ်ပြီးသွားလို့ရှိရင်ဒီဟာကိုနည်းနည်းဆွဲလေးပါနော်ဆွဲဆွဲပြီးသွားလို့ရှိရင်ဒီညာလေးပါနော် မုတ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးတော့လို့ရှင်ဒီမှာเนาะခုနကျွန်တော်ပြားထားတဲ့ application တက်ကိုရောက်มาဖြစ်ပါတယ်เนาะဒီ application တက်ကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးတော့လို့ရှင်ဒီအပေါ်ဟာကျတော့ mp3 ပါเนาะဒါကျတော့ mp3 ဒါကျတော့ mp4 ပါเนาะဒါကတော့ size ပါเนาะ360လားဒါမှမဟုတ်920လားပါเนาะဒီအပေါ်ဟာတိတ်မကြီးဘူးเนาะဒီအောက်ဟာကကြည်ရပါတော့920ကြည်ရပါတော့ဒီဟာကိုရွေးမယ်ဆိုရင်ဒီအောက်ဟာကိုအမှတ်ချက်ကိုပေးလိုက်ပါတော့ ကဲပြီးပြီးတော့လို့ရှိတင်ရနေရမှာတစ်ချက်နေလိုက်ပါပြနေပြီးတော့လို့ရှိရင်ကြော်ညာကတော့နည်းနည်းကြည့်ရမှာဖြစ်ပါရနော်ကဲဒီဟာကိုနေလိုက်ပါနော်ဒီ view ဆိုတာလေးကိုနေလိုက်ပါနော်ကဲနေပြီးတော့လို့ရှိရင်ရပါပြီနော်ဒီဟာကတူတူဆွဲထားမှာဖြစ်ပါနော်ဒီဟာကိုဆွဲထားတာပြည်တာမပြည်တာဆိုတာကိုဒီ application ထဲမှာဝင်ကြည့်လို့ရပါတယ်เนาะဒီ application ထဲမှာဝင်လဲပေါ့เนาะဝင်ပြီးတော့ရှင်ဒီပေါ်ပါပေါ့เนาะ ီကပေါ်ဟာဖြစ်ပါတယ်နော်ကျွန်တော် line ကတိတ်အဆင်မပြေလို့နည်းနည်းတော့ဆောင်ပေးရမှာဖြစ်ပါတယ်နော်ဒီဟာကဒီဟာပြေလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာကိုယ်ရောက်လာမှာဖြစ်ပါတယ်နော်အဲခုနဒီ Google ထဲမှာ Facebook ထဲကဗီဒီယိုကိုဆွဲထားတဲ့ဟာပြေလားမပြေလားဆိုတာကိုကြည့်လိုက်ပါနော်ဒါကပြေပြီနော်ပြေပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာဝင်လားမဝင်လားဆိုတာကိုတစ်ချက်ပြန်ဝင်ကြည့်မှာပါနော်အဲဒီမှာနော်ဒီဗီဒီယိုပေါ့နော်ပြေတော့ပါပဲနော်ဒီလိုမျိုးပါပဲเนาะအရင်လွယ်ပါတယ်เนาะ ဒီလိုမျိုးပါပဲเนาะဒီလိုမျိုးဗီဒီယိုကိုမိတ်မိတ်ဆွေများတို့ဖန်တီးခြင်းလဲဆိုရင်ဘယ်လိုဖန်တီးရမှာလဲဆိုတာကိုမိတ်ဆွေများဒီလိုအဲဒီလိုမျိုးပုံပြင်တွေကိုဖန်တီးခြင်းလဲဆိုရင်ကိုယ့်ရဲ့အတန်ကိုယ့်ရဲ့ရုပ်ပုံကိုပါဆရာမလို့ပဲねဒီလိုမျိုးဗီဒီယိုတွေကိုဖတ် comment မှာရေးထားလို့ရပါတယ်เนาะကျွန်တော်မိတ်ဆွေများတို့တင်ပြပေးတော့မှာဖြစ်ပါတော့ဒါကတော့ကျွန်တော်အာကျွန်တော်ဒီ channel ထောင်ထားတာပေါ့เนาะဒီ channel ကအာကျွန်တော်အတန်လဲမပါပဲねကျွန်တော်ရုပ်ပုံလဲမပါပဲねပေါ့เนาะ အာ AI ကိုအသုံးပြုပြီးဒီလိုမျိုးဗီဒီယိုကိုဖန်တီးတာပေါ့နော်။ဒီဟာကျတော့လွယ်တော့လွယ်ရပါ။ဒါကကျတော့အရင်လွယ်ပါတယ်နော်။မိတ်ဆွေများဒီလိုမျိုးဗီဒီယိုကိုငွေရှာခြင်းလည်းဆိုရင်လည်းရပါတယ်နော်။အဲမိတ်ဆွေများတော့ဒီဟာကိုဒီလိုမျိုးဗီဒီယိုတွေကိုဖန်တီးခြင်းလည်းဆိုရင်ကျွန်တော် comment